မွန်ပြည်နယ်တထုံမြို့နယ်မှာ9ရက်အတွင်းလိုင်စင်မဲ့ယဉ်စီးနေမှုကြောင့်လူပေါင်း60ထပ်မင်းထောင်ချခံထားရပြီးရဲတွေကမှသိမ်းဆီးခံလိုက်ရတယ်လို့ရဲတပ်ဖွဲ့နဲ့နှီးဆက်သူတွေကတလင်ထိုင်းမှုပြောပါရတယ်။စေကောင်းဆောင်အမိန်ကြောင့်ဇွန်လ10ရက်နေ့ကနေ9ရက်နေ့အထိ9ရက်အတွင်းတထုံမြို့နယ်အတွင်းထဲမှာစစ်ကောင်စီပူးပေါင်းအဖွဲ့တွေကလိုင်စင်မဲ့ရှင်တွေကိုအင်အားအလုံးရင်းနဲ့လိုက်လံဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ယင်စီးနှင်းသူတွေကိုပို့ကုံသွင်းကုံဥပဒေပုံမှရှင်းနေမြို့နယ်တရားရုံးမှာ နေချင်းတရားစွဲတင်ပြီးထောင်နဲ့တလားချမှတ်ကယင်တွေကိုလည်းတင်စီလိုက်တာပဲဖြစ်ပါတယ်လိုင်စင်မဲ့ယင်ဖမ်းဆီးခံရသူတွေထဲမှာဘေးရွှဲဆိုင်ကမောင်းနေသူတွေအများဆုံးပါဝင်နေပြီးလိုင်စင်မဲ့ကမောင်းနေသူတွေကတော့အနည်းငယ်သာပါဝင်တယ်လို့သိရပါတယ်တထုံမြွနဲ့အတွင်းထဲမှာလိုင်စင်မဲ့ရင်ဖမ်းမိတဲ့အဖွဲဟာတထုံမြွနဲ့အတွင်းမှာလိုင်စင်မဲ့ရင်ဖမ်းတဲ့အဖွဲဟာတထုံဖအံလန် တထုံဘီလင်းလန်းနဲ့တထုံမော်လီမြိုင်လန်းတွေမှာအများဆုံးစောင့်ဆိုင်းဖန်ဆီးလေးရှိနေတယ်လို့ဒေသခံတွေထံကနေသိရပါဗျရှင်။လိုင်စင်မဲ့ရင်တွေကိုဖန်ဆီးပြီးလူတွေကိုထောင်ချနေတာကြောင့်တထုံမျိုးပေါ်မှာဘေးရဲဆိုင်ကမောင်းနေသူအများစုဟာလမ်းပေါ်ထွက် မောင်းနေတာတွေနဲပါသွားပြီးမိသားစု စားဝတ်နေရေးအတွက်အခက်အခဲတွေကြုံလာကြရတယ်လို့သိရပါဗျ။ တထုံမြို့နယ်ဟာမြောက်ဒီဘက်ကနေတင်သွင်းလာတဲ့လိုင်စင်မဲကားစိုင်းကယ်တွေအ धिक ဖြတ်တန်းသွားလာတဲ့လမ်းမိုင်းဖြစ်နေပြီစစ်စင်းရေးဂိတ်တွေကနေဖမ်းဆီးတာမရှိဘဲငွေတောင်းယူကလွတ်ပေးနေပြီနေ့စဉ်လိုင်စင်မဲကားအရေအတွက်ယာကြီးဖြတ်တန်းနေတယ်လို့သိရပါဗျ